ဘယ်လိုတွေဖြစ်ကုန်လဲဟုတ်တယ်လားတိမာတက်ပါရှင်းပြပေးရတာပေါ့ကဲထားပါတော့လေဒါကတော့ဆိုတော့အဲ့တော့ရွှေပေါ့ရွှေမှာကျမတို့ကဈေးကွက်ထဲမှာအထင်လုံပြီးသားဆိုရင်ရွှေဟာ15ပဲရေ17ပြပဲကျမတို့စိန်နေဆိုရင်တော့13ပဲရေနဲ့လုပ်တယ်ဒီလိုမျိုးเนาะဆိုတော့အဲ့တော့ရွှေရဲ့ပစ္စည်းဝင်မယ်ဆိုတဲ့ဇရီအတွက်ပဲဒီနေ့ကအဓိကထားပြီးရှင်းပြမယ်ရွှေရဲ့ပစ္စည်းဝင်မယ်ဆိုရင်တော့ဝစ်စင်တင်တဲ့ရွှေရည်ဒီ15ပဲရေเนาะ 十城北一个武山林所以呢，怎么罗靠桂林老板武山镇的，石城北呀，水银饼的一桌家伙咯，钟北个在内山的，伢，钟北个在文昌门所以水银里真嚣着的。按比如来说，水银饼了怎么罗当里面的路里的，不摘甜的，你伢里嘛不摘粉的，只摘着家伙高辣椒，我们没收银，水银哈水银的，嚣着的，喏，低路的玻璃鞋。咱这网现在我们山林收银咯，武山林收银的呢的十二万一千的。 ောက်သွားပြီးဘလို့အထည်မျိုးလေးဆိုတော့လက်ဆောင်မောင်းကွင်းလေးနေနည်းနည်းလေးသေးသွားတဲ့ဟာလေးတွေနဲ့အပွားတဲ့လေးတွေနဲ့နည်းနည်းလေးအသေးတဲ့လေးမျိုးလေးနဲ့ဇွဲလေးတွေပုံစံစမ်းလေးဆိုတော့တောင်းလေးဆိုဆက်ပြီးတဲ့ပြောင်းစီကိုလုံးကြတယ်။အဲ့တော့ခုနကဆိုတော့ကျွန်တော်တို့ဝစ်စင်တဲ့နဲ့ရွှေရေးပြီးရေးမှန်ပြီး15ပဲ။နော်အဲ့ဒါကရွှေရဲ့အရေးကိုပြောတာရွှေရဲ့အလေးချိန်ကိုပြောတာမဟုတ်ဘူး။ Julia confuse ဖြစ်တယ်။ဒီဘက်ကလည်းရွှေလေးချိန်ကလည်း15ပဲလို့17ပဲလို့18ပဲ10ပဲ4ပဲ က်26ပဲဒီလိုမျိုးပြောကြတာဖြစ်တဲ့အတွက်ကြောင့်လို့ခုနက15ပဲရီလို့73ပဲရီလို့74ပဲရီလို့76ပဲရီလို့ပြောတယ်ပဲနဲ့သွားပြီးတော့မှအာရှင်ဟောတယ်နော်အခြေစင်းလေးက69နဲ့ပိုးနဲ့ပြီးသွားတယ်အဲ့ဒါအဲ့တော့ဟောက ပါလေပြီးတော့ရန်ကုန်မှာလေတပင်းမှာရှိရှိ ။ရွှေနဲ့ဆိုရင်124ရှိပြီဒီကိစ္စရတော့။တစ်ချက်မှာ122ရှိပြီနော်။တစ်ချက်မှာ122ရှိပြီတစ်ချက်သားမှာ16ပဲတစ်ပြေမှာရှိပြီတစ်ချက်သားလုံးမှာ122ရှိပြီဒီဒီသိပြီနော်။တစ်ချက်စာနဲ့ချရေးထားမယ်ဆိုရင်တစ်ချက်ကြီးများခြင်း16ပဲ။တစ်ပြေကြီးများခြင်းရှိပြီ။တစ်ချက် ညီမြချင်း120ရှိပြီကြိုက်တဲ့နီးနဲ့တင်းချာတွတ်တက်တယ်ဆိုတွတ်လို့ရအောင်ဒီလိုလေးရေးထားဟုတ်ပြီနော်အဲ့တော့ကျမတို့ကရွှေဆိုင်ဒီဇိုင်းကိုသွားဝယ်ပြီဆိုတော့သွားဝယ်ပြီဆိုတဲ့အချိန်မှာရွှေကပုံဝင်လိုက်တဲ့ရွှေရဲ့လေးချိန်ကြီးတချမ်းနေ73ပဲနေနှစ်ရွေးဆိုတော့ပုံဝင်လိုက်တာတော့တချမ်း73ပဲနေနှစ်ရွေးတဲ့ပစ္စည်းတစ်ခုကိုဝယ်လိုက်တယ်အယောတော့ကနှစ်ပင်းနေ၄ရွေးပြရဆိုပါဆိုနှစ်ပင်း ီးတော့ကျွန်တော်တို့ကဒီပြည့်စီလိုက်တယ်เนาะဒါဆိုရင်ရွှေမင်းရဒီလေးချိန်ဘယ်လောက်လဲဒကျဲ73ပဲနဲ့တရွေ့တတော်ဒီရောတော့ကဘလောက်ရှိတာလဲနှစ်ပင်းနဲ့လေးရွေ့ပင်းအောက်မှာပဲကိုရေးမယ်ရွှေအောက်မှာရွှေဝင်ငန်းဒါဆိုရင်ကျွန်တော်တို့ကပေါင်းတယ်ဘင်းနဲ့ဖြစ်နေဆိုရင်6ပင်း73ပင်းနဲ့နှစ်ပင်းနဲ့ဆိုရင်15ပင်းဒကျဲဒကျဲ15ပင်းနဲ့6ပင်းကျွန်တော်တို့ကတော့ formula သိတယ် ကျွန်မတို့ကတော့ formula နဲ့ down 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 ဆိုပြီးတော့မှအကောက်ထည်တာဘောင်း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 ဆိုပြီးကျွန်မတို့ကခောက်ချလိုက်တာဒါပေမဲ့တရိတ်သက်စီနေနေက formula ကိုအမြဲတမ်းမှတ်ထားဖို့ကမဖြစ်နိုင်ဘူးအဲ့တော့ကျွန်မတို့ကအလွယ်ကူဆုံးနီးလန်းနဲ့အကုန်လုံးကိုဖွင့်မလားအကုန်လုံးကိုစဉ်းမလားတရားကိုစဉ်းစားဖို့ okay ဒါဆိုလို့ရှိလို့ရှိရင်တစ်ချက်တစ်ချက်ဒီ16ပဲ16ပဲနဲ့15ပဲနဲ့ဘောင်းလိုက်ဘယ်နဲ့ပဲဖြစ်သွားမှာမီမီ 30တင်းတပဲဖြစ်သွားပြီဒီဘက်က6ပြီ6ပြီလတ်တတ်တာငါဆိုရင်ကျွန်တော်တို့ကဒီမှာ30တင်းတပဲဒီလိုတော့မရဒါမှမဟုတ်တစ်ချက်သားဆိုအထီးရရှိတယ်သိတယ်ဒါဆိုရင်တစ်ချက် okay ဒါဆိုရင်ကျွန်တော်တို့ကတစ်ချက်ညီမ ားသည်ဆိုပါစို့တချက်ညီများချင်း60နှစ်5မိထားပါတယ်ဒါဆိုရင်နောက်ပေါက်လောက်ကြာပြီ15ပဲဒါဆိုရင်15ပဲ15ပဲညီများချင်းတချက်သားကို60နှစ်5နှစ်အဲ့တော့တချက်သားကို60နှစ်5နှစ်လို့ကျွန်တော်တို့က ြောထားရဲဆိုတော့ကျမတို့တစ်ချက်သားကို65တင်းတစ်ချက်မှာဘယ်နှပဲရှိနေ16ပဲဒါဆိုရင်အစား16လုံးလိုက်လို့ရှိရင်တပင်းကို၄သိန်း6250ကျမတို့ကရေးထားတပင်းပညာချင်း၄သိန်း6250ဒါဆိုရင်တွက်လို့ရသွားပြီအဲ့တော့ဒါကဒီချောက်ဆက်နေ5သိန်း15ပဲ15ပဲဆိုတော့၄သိန်း6 ်လေးသိန်းနဲ့လေးသိန်းနဲ့6250အမြောက်ဘယ်လောက်တဲ့အမြောက်ဘယ်လောက်တဲ့15ပဲ15ဆိုရင်60နဲ့9000နဲ့3850နဲ့50ဒီဘက်မှာ6ရွေးကျန်တယ်โอเค6ရွေးဒါဆိုရင်ဒီမှာ6ရွေးညီများချင်းတပင်းကို4သိန်း6250ဆိုကျွန်မတို့ကတိတ်ရွေးညီများချင်းရေးထားမယ် ၄သိန်း6 250ကိုဒီမှာတပင်းမှာပနေရွေးရှိလေရှိရွေးရှိရှင်းနဲ့စားလိုက်၄သိန်း6 250ကိုကျွန်တော်တို့ရှင်းနဲ့စား၄သိန်း6 250အစားရှင်းနဲ့စားလိုက်တယ်ဆိုလို့ရှိရင်တပင်းကိုဘယ်လောက်ကြလဲဆို9000နဲ့9000ညာနဲ့80နဲ့တစ်ချက်ဒါဆိုရင်ဒီမှာ6ရွေးဖြစ်တဲ့အတွက်ကြောင့်မလို့အမြောက်6နဲ့မြောက်လိုက်လို့ရှိလို့ရှိရင်3သိန်းနဲ့4680နဲ့ခွန်ဒါဆိုရင် တစ်ချက်ရဲ့တန်ဖိုးရဲ့15ရဲ့တန်ဖိုးရဲ့6ရွေးရဲ့တန်ဖိုးရဲ့အကုန်လုံးပေါင်းလိုက်လို့ရှိရင်ကိုဝယ်တဲ့တစ်ချက်15ပဲ6ရွေးရဲ့တန်ဖိုးထွက်လာပြီရှင်းလားအဲ့တော့ပြန်ပြီးတော့မှကျမတို့ကထုတ်မယ်ဆိုရင်ရွှေဆိုင်တစ်ဆိုင်ကိုသွားမယ်ရွှေဈေးဘယ်ဈေးလဲလို့မေးမယ်ရွှေဈေးကတစ်ချက်ပါညီမချင်း60နဲ့5သိန်းဆိုပါဆို60နဲ့5သိန်းဒါဆိုရင် တကြမ်းမှာ16ဖေးရှိတဲ့တော်ကြဖို့62တင်းကို65တင်းအစားကျမတို့က16ဆိုလို့ရှိလို့ရှိရင်တပေးသားစီးထွက်လာမယ်65တင်းကို တပေးသားစီးတပေး16နဲ့65တင်းကို16နဲ့စားလိုက်တပေးစီးတပေးညီညာချင်းကျမတို့ကတပေးရတဲ့တန်ဖိုးရေးထားမယ်တပေးမှာ ရှိရင်းရှိရဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီတပင်းရတဲ့တံပိုးကိုရှင်းနေစားလိုက်ရင်တိတ်ဝင်းတံပိုးရမယ်ဒီမှာတိတ်ဝင်းညီမချင်းဘလောက်ဆိုပြီးကျမတို့ကရေးထားမယ်ဒါဆိုလို့ရှိရင်ကျမတို့ဝေတဲ့ပစ္စည်းရဲ့အလေးချိန်ကြီးကြလို့ရှိရင်အကုန်လုံးကိုကျမတို့ကတစ်ခုချင်းစီကိုခွဲပြီးတော့မှတွက်ဟောတောင်းတောင်းတောင်းနဲ့တွက်เสียမလို့ဘယ်နဲ့ချက်သားလဲညီမချင်းခလေးတွက်တွက်လို့ရတယ်၃ချက်သားလား၃ချက်သားအမြ65တင်းကို၃နဲ့မြောက်ပြီးဒီမှာရေးလိုက်ဟာရှစ်ပင်းလား ရှစ်ပင်းဆိုလို့ရှိလို့ရှင်တပင်းဟိုတလောက်ကြတယ်เนาะဒါဆိုရင်ရှစ်ပင်းဆိုရင်အမြောက်ရှင်ဒီမှာရေးပါရှစ်ပင်းဖို့ဒီမှာဘယ်နဲ့ရွေးဟာတရွေးကိုဒီလောက်ရှိတယ်ဘယ်နဲ့ရွေးဆိုမြောက်ဒီမှာရွေးဖို့ရေးလာမိအကုန်လုံးပေါက်ချလိုက်လုံးဝမမားတော့လုံးဝမမားတော့တဲ့နီလန်ဒါကြောင့်မလို့ရွှေဆိုင်ဒီဆိုင်ကိုသွားမယ်ပြန်ချုပ်မယ်ရွှေစင်းမေးမယ်ရွှေစင်းတစ်ချက်သားစင်းရ လို့ရှိရင်တပဲသားစီရမယ်တပဲညီမချင်းဆိုရေးထားလိုက်ပြီးရင်တပဲသားစီကိုရှင်းနေစားမယ်တရွေးညီမချင်းဆိုရေးထားလိုက်ပြီးရင်ကိုအဲ့ဒါတွန်းနည်းနေတွက်လို့ရတယ်ဟေးဒါမှမဟုတ်လို့မှဖြစ်တယ်ဆိုလို့ရှိရင်တစ်ချက်ညီမချင်း122ရှိပြီးတစ်ချက်သားလုံးကိုအာတန်ဖိုးကို122ရှိပြီးနေစားလိုက်ရင်လည်းတရွေးတန်ဖိုးထွက်တယ်ဒါပေမဲ့ကျမခုနပြောသလိုကြက်ပဲရွေးတိုင်းဆင်လိုက်တော့ဘယ်တော့မှမမာတော့ရှင်းပြီနော်ဒါဆိုရင်ရွှေလေးကိုတွက်တက်ပြီလို့ပြောလင်းတယ်တွက်တက်ပြီလား ရှိလားမရှင်းတာရှိလားမရှင်းတာရှင်းပြန်ပေးမယ်နော်ဒါဆိုရင်တွက်လို့ရပြီနော်ဒါဆိုရင်တွက်လို့ आती जाए